Welcome to the MM Thinker channel. If you seek deeper understanding, perhaps you'll consider joining us. မင်္ဂလာပါခင်ဗျာ။ The deep dive ကနေပြန်လည်ကြိုဆိုပါရစေ။မင်္ဂလာပါရှင်။ဒီနေ့ကတော့2025ခုနှစ် November လ29ရက်နေ့အတွက်ကပ္ပစည်ရေးအခြေအနေ၃တချစ်တွေကိုကျွန်တော်တို့အတူတူနည်းနည်းနည်းဆွေးနွေးတော့ကြမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ကျွန်တော်တို့လက်ထက်မှာတည်ရင်းမြစ်ပေါင်းစုံကအချက်လက်တွေရောက်နေပါတယ်။အမ်ရှေ့တန်းကနောက်ဆုံးရှင်နေတဲ့ နောက်ကွယ်ကတန်တမန်ကြီးရကစားကွယ်တီပြီးတော့လက်နဲ့နေပညာတက်တဲ့အကြောင်းအထီးပေါ့နော်ဟုတ်ကဲ့အလုံးစုံစုံလင်းလင်းပါပဲဒီနေ့ဆွေးနွေးမှုရဲ့အကြီးကရွေးချက်ကတော့လေဒီ show ထွင်းနေတဲ့အချက်လက်တွေကိုစုစည်းပြီးတော့ခြုံငုံတုံးတက်လို့ရမယ်ပုံတပုံ ဖော်ထုတ်ဖို့ပါပဲရှင်ဟုတ်တယ်တစ်ဖက်မှာနိုင်ငံရေးဆက်ခွန်ပေါ်ကအပြိုင်မှုတွေရှိနေတယ်နောက်တစ်ဖက်မှာကျတော့စစ်မြေပြင်ပေါ်ကရက်ဆက်ကြမ်းတမ်းတဲ့အဖြစ်မှန်နေတယ် ဲ့ဒီကြားလဲကဆက်ဆက်မှုကိုဖော်ထုတ်ကြည့်ကြမှာပါ။ကောင်းပါပြီ။ဒါဆိုအစ်မြင့်စုံမှာဖြစ်ပြနေတဲ့အဲ့ဒီနိုင်ငံရေးကစားကွက်တင်နဲ့ဆက်လိုက်ကြအောင်လား။ကောင်းပါလေရှင်။တရင်မြစ်တေရာဆိုရင်အမေရိကန်ဘက်ကယူကရိန်းကုမ္ပဏီဇယ်လင်စကီကိုငင်းခိုင်းရေးဆွေးနွေးဖို့နောက်ဆုံးတတိပေးချက် ultimatum ပေးထားတယ်လို့တော့ဆိုနေကြတယ်။ဟုတ်ပါတယ်။ထရမ့်ရဲ့အဆိုပြုထားတဲ့ငင်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီးရုရှားဘက်ကတုံ့ပြန်မှုကလည်းတော်တော်လေးပြတ်သားတာကိုတွေ့ရတယ်ရှင်။ပူတင်ရဲ့တုံ့ပြန်မှုကဘယ်လိုမျိုးလဲခင်ဗျာ။သူရဲ့တုံ့ပြန်မှုကတော့ရှင်းရှင်းလင်းလင်းပဲ။ အဓိကအချက်၃ချက်ကိုအခိုင်အမာပြောထားတယ်။ပထမတစ်ချက်ကဒနစ်စတေတာကနေယူကရိန်းတပ်တွေအကုန်ဆုတ်ပေးရမယ်တဲ့။ဒါကညီနိုင်ဆရာမလို့ဘူးဆိုတဲ့သဘောလား။လုံးဝပဲ။ဒါကအခြေခံအချက်ပဲလို့ဆိုတယ်။ငင်းချမ်းရေးနဲ့ဖြစ်ဖြစ်စစ်အင်အားတုံးလို့ဖြစ်ဖြစ်ဒီနေမျိုးကိုသူတို့ရအောင်ယူမှာဆိုတဲ့သဘောမျိုးပါ။အင်းဒုတိယချက်ကတော့ဒုတိယကတော့သူတို့တိုင်းထားပြီးသားခရိုင်းမီးယား၊ဒန်ဘတ်စ်နဲ့နိုဗိုရိုစီးယားဒေသတွေကို ယူရှားပိုင်အဖြစ်နိုင်ငံတကာကအတိအမှတ်ပြုဖို့တောင်းဆိုတယ်။နောက်ဆုံးတစ်ချက်ကပိုပြီးစိတ်ဝင်စားချက်ကောင်းတယ်လို့ကြားမိတယ်။ဟုတ်တယ်ရှင်။နောက်ဆုံးတစ်ချက်ကဇလန်စကီရဲ့တမတော်တက်တန်းကုန်တော်ပြီတရားဝင်မှုမရှိတော့ဘူးလို့သူကထပ်မှတ်လိုက်တယ်။အော်ဆိုတော့သူနဲ့ဘာစားချုံမလက်မမထိုးနိုင်ဘူးညီနိုင်မှုမှန်သမျှအမေရိကန်နဲ့ပဲတိုက်ရိုက်ပြောင်းမယ်လို့ကြေညာလိုက်တာပါပဲ။ဒါကဇလန်စကီကိုနိုင်ငံရေးအရတရားမဝင်ဘူးလို့ထပ်မှတ်ပြီး bypass လုပ်သွားတဲ့သဘောတရားတော့ပေါ့။အတိအကျပါပဲ။ ဒီလိုပြင်းထန်တဲ့တောင်းဆိုချက်တွေပေါ်ယူကရိန်းဘက်ကတော့ဘယ်လိုတုံ့ပြန်လဲခင်ဗျာအထူးသဖြင့်တမရယုံအကြီးကဲအန်ဒရီယာမတ်ရဲ့တုံ့ပြန်မှုဟာရှေ့ဆုံးရောက်နေတယ်နော်ယာမတ်ကတော့ကျွန်တော်တို့နေမိတလက်မမှာစွန့်လွတ်မှာမဟုတ်ဘူးဆိုပြီးပြက်ပြက်သားသားညင်းလိုက်တယ်ရှင်อืมဒါပေမဲ့ဒီနေရာမှာအချိန်ကြိုက်ဖြစ်နေတော့တိကိုစိတ်ဝင်စားဖို့ကောင်းတယ်ရမရဲ့ကြီးညာချိန်ထွက်လာပြီမကြခင်မှာပဲ။ဘာဖြစ်လဲခင်ဗျာ ူရဲ့နေအိမ်ကိုယူကရိန်းအမျိုးသားအကူတီလိုက်ဆောင်မှုတိုက်ဖျက်ရေးဘူရို NA ဘူရိုဝင်ရှာတယ်ဆိုတဲ့သတင်းထွက်လာတာပဲဟုတ်ပါပြီဒီနေရာမှာခဏရပ်ပြီးတုံ့တက်ကြည့်အောင်ယာမက်က no လို့ပြောလိုက်တာနဲ့သူ့အိမ်ကို အစိုးရအေဂျင်စီတစ်ခုကဝင်ရှာတယ်ဆိုတော့ဒါကဘီရွန်းအာနာအပြိုင်မှုတသက်ပဲလားဒါမမို့ဒါမမို့မင်းတို့မညီနိုင်မှုဆိုရင်မင်းတို့ရဲ့အတွင်ပိုက်အားနည်းချက်တွေဖြစ်တဲ့အကူတီလိုက်ဆောင်မှုတွေကို ငါတို့ဖော်ထုတ်လို့ရတယ်ဆိုရယ်အနောက်နိုင်ငံတွေရဲ့တွယ်ဝိုက်တွေတလင်းစကားတစ်ခုမြတ်ထင်နေမလားအဲ့ဒီအချက်ကတိတ်ကိုဖြစ်နိုင်ပါတယ်ရှင်ဒါဟာယူကရိန်းအစိုးရကိုမင်းတို့စကားနားမထောင်ရင်မင်းတို့ရဲ့ငွေကြီးထောက်ပတ်မှုတွေနဲ့အသွေးရည်တွေကိုငါတို့ပြန်စစ်ဆေးနိုင်တယ်ဆိုရယ်ဖိအားပေးမှုတစ်ခုလိုပါပဲဆိုတော့ဇယ်လန်စကီ အစိုးရဟာဒီဖက်မှာယူရှားတဲ့စစ်ရေးဖိအားဟုတ်တယ် နောက်တစ်ဖက်မှာကျတော့သူ့ကိုထောက်ပံ့နေတဲ့အနောက်နိုင်ငံတွေရဲ့နိုင်ငံရေးဖိအားကိုတပြိုင်တည်းထိရင်ဆိုင်နေရတယ်ဆိုတာဒီဖြက်ကမိမောင်းထုတ်ပြနေတာပေါ့စစ်မီပြင်ဘောကအချင်းတွေကတော့သူ့အချိန်နဲ့အတူတွားနေသလားစစ်မီပြင်ကတော့နိုင်ငံရင်းကိုစောင့်မနေပါဘူးဇာပိုရီရှားတဦးဘက်ကအချင်းတွေနေစာကြည့်ကြအောင်လားဟုတ်ကဲ့ပူတင်ကိုယ်တည်းထုတ်ပြောထားတဲ့အတိုင်းရုရှားရဲ့ Vostok တပ်ဖွဲ့စုဟာဇာပိုရီရှားမှာတော်တော်လေးမြင်မြန်ချီတက်နေတယ် သူတို့ဟာအထူးကမြို့တစ်မြို့ဖြစ်တဲ့ဟူလျာပိုလီမြို့နဲ့တစ်တသမကီလိုမီတာလောက်ပဲကွာတော့တဲ့နေရာကိုရောက်နေပါပြီ။သူတို့ရဲ့နီးဗျူအားကတော့ဘယ်လိုမျိုးလဲ။မြို့ကိုတိုက်ရိုက်ဝင်တိုက်တာလား။အဲ့လိုမဟုတ်ဘူးရှင်။အဲ့ဒါကစိတ်ဝင်စားစရာကောင်းတာ။မြို့ကိုတိုက်ရိုက်ဝင်မတိုက်ပဲအနောက်ဘက်ကိုကွေ့ပတ်ပြီးတော့မြို့ကိုတချမ်းပိုက်ဝိုင်းဖို့ကြိုးစားနေတာတွေ့ရတယ်။ဟောပတ်ပြီးဝိုင်းမဲ့သူပေါ့။သူတို့ရဲ့အန်ဒီမပန်းတိုင်ကဘယ်ကိုဥတီနေတာလဲ။သူရဲ့အန်တီမပန်းတိုင်ကတော့ကီလိုမီတာ80ကျော်ကဇာဘော်ရီရှာမြို့တော်ကိုဥတီနေတာထင်ရှားပါတယ်ရှင်။ ပြီးခဲ့တဲ့ကနေ့အထွတ်မှာဒီတက်ဖွဲ့စုက53ကီလိုမီတာအထိခြေတက်နိုင်ခဲ့တယ်။အခုနှုန်းကအရင်ကတည်းကတောင်ပိုများနေသေးတယ်ဆို။ဟုတ်ပါတယ်။ဒါကြောင့်လေအမေရိကန်ဗိုလ်ချုပ်တွေကယူကရိန်းကိုနောက်တစ်နှစ်ဆက်တိုက်ရင်အချင်းနဲ့ပိုဆိုးသွားလိမ့်မယ်လို့တတိပေးနေရတဲ့အကြောင်းရင်းတွေကတခုပါပဲ။နောက်ထပ်တိုက်ပွဲတွေအရန်ပြင်းထန်နေတဲ့ Bokrov Data ဘက်ကိုဆက်သွားကြည့်ရအောင်။အဲ့ဒီမှာအခြေအနေတွေကပိုချုပ်ထွေးပုံရတယ်။ Bokrov Dwight မှာတော့တိုက်ပွဲတွေကအပြင်းထန်ဆုံးအခြေအနေမှာရှိနေပါတယ်။ အထူးသဖြင့်ယူကရိန်းရဲ့အဓိကခံစစ်ဆီးဖြစ်တဲ့ဟာရီရှိုင်းနီမှာတိုက်ပွဲတွေအပြင်းထန်ထနေတဲ့ယူကရိန်းဘက်ကအဲ့ဒီနေရာကိုလူသားကြိတ်ဆက်ဖြစ်လာမှစိုးရိမ်နေတယ်လို့လည်းကြားတယ်။မမရရှေရှာခော့ဖ်ကလိုပဲနောက်ထပ်မစ်ဂရိုင်းနာတစ်ခုဖြစ်လာမှကိုစိုးရိမ်နေကြတာပါ။ဒီနေရာမှာယူရှာဘက်ကဝါရာဖြန့်ချီမှုတွေလည်းလုံးနေတာတွေ့ရတယ်။ဘယ်လိုမျိုးလဲခင်ဗျာ။ပေါကရတ်စ်မျိုးကယတားတွေက ရုရှားတပ်တွေကိုဂျိုးဆွနေကြတဲ့ယူကရိန်းတပ်တွေရဲ့နှိပ်စက်မှုကနေလွတ်မြောက်ပြီးလွတ်ခံယူနေကြတယ်ဆိုတဲ့ပုံစံမျိုးပေါ့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဗီဒီယိုတွေနေ့တော်ဖော်ပြနေကြတာဒါကတော့စစ်ပွဲရဲ့တတိအချက်လက်ပိုင်းဆိုင်ရာတိုက်ပွဲတစ်စိတ်တစ်ပိုင်းဖြစ်လို့တတိထားပြီးလက်ခံရမယ့်အချက်ပေါ့လေဟုတ်ပါရဲ့ရှင်ကျွန်တော်တို့လေ့လာထားတဲ့တည်င်းမြေတီထဲမှာမာနိုဂရက်မျိုးကဖြစ်စဉ်တစ်ခုကကျွန်တော်တို့တော့အံ့အားသင့်စေတယ် ရှုံးနေတတ်တခုကစောက်ခွာရင်းနဲ့ရန်သူကိုထောင်ချောက်ဆင်ပြီးအပြင်းထန်ပြန်တိုက်တယ်ဆိုတော့အသေးစိတ်လေးဆွေးနွေးကြည့်ချင်ပါတယ်။ဒါကတကယ်ကိုယူကရိန်းရဲ့ပါနတ်ပြီးအစီစဉ်ကြတဲ့စီစဉ်ရေးတခုပါရှင်။ဖြစ်စဉ်ကဒီလိုပါ။မာနူကရမီကိုတောင်ဘက်ကခန်းစစ်စီကကျိုးပေါက်သွားတော့ယူကရိန်းတပ်တွေစောက်ခွာဖို့ပြင်ဆင်ရတယ်။ဒါပေမဲ့လက်ကဆုံမသွားဘူးပေါ့။ဟုတ်တယ်။သူတို့ရဲ့35ကျက်ရဲ့တမဟာက 1060မိုးအသင်းခံကြနေခဲ့တဲ့အရှိဘက်ကနေလိုက်လာတဲ့ယူရှားတပ်တွေကိုဆက်တနက်တင်နဲ့ပစ်ခတ်ပြီးဆွဲဆောင်ထားလိုက်တယ်။အဲဒီမှာယူရှားဘက်က drone နဲ့ကင်းထုံးမိုးအာနေနေတာကိုယူကရိန်းကခွင့်ကောင်းယူသွားတာလား။အတိအကျရတယ်ရှင်။အရှိဘက်မှာအာယုံရောက်နေတော့အနောက်ဘက်ကနေဝိုင်းပတ်ပြီးထိုးဖောက်ဖို့ကြိုးစားတဲ့ယူရှားတပ်တွေကိုတော့ယူကရိန်းကအသင့်ပြင်ထားတဲ့တပ်ခွင် kill zone နဲ့ဆွဲသွင်းလိုက်တာ။အဲဒီမှာဘာဒီနေတိုက်တာလဲ။ FPV drone တွေ ဘုံအကြီးကြီးတင်နိုင်တဲ့ Autocopter drone နေနဲ့တင်းတန်တိုက်ခိုက်တော့တာပဲပြီးတော့လေကြောင်းပစ်ကူကိုလည်းအချိန်ကြိုက်ထုံးထွားတယ်လေကြောင်းပစ်ကူမှာ F16 နဲ့ Su-27 Jet လေးနေတုံးထွားလဲလို့ဆိုရဲလက်နဲ့မျိုးစားတွေကတော့ဘလို့ကွာချလဲခင်ဗျာဒီနေရာမှာသူတို့ရဲ့နီးဖြူဟာကထင်ရှားပါနဲ့ရှင် F16 နေက GBU 39လို့ခေါ်တဲ့ပင်းငယ်ပြီးတိကျတဲ့ glide bomb တွေတုံးပြီးယူရှာရဲ့အခိုင်မာခံစစ်စခန်းတစ်ခုဖြစ်တဲ့ Capitoni Mine ကိုတိုက်ခိုက်တယ် စုတူ37ကကြတော့ဒတီယံဝုန်ဒီနဲ့တခြားအဆောက်အဦပြစ်မှတ်တွေကိုရှင်းလင်းထည့်တယ်။ဆိုလိုတာက မတူညီတဲ့ပြစ်မှတ်အတွက်အသင့်တော်ဆုံးလက်နက်တွေကိုခွဲပြီးတုံးသွားတဲ့နည်းဗျူဟာပေါ့။ရလက်ကတော့ယူကရိန်းတပ်တွေထိခိုက်မှုအနည်းဆုံးနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်ပေါ့။ဟုတ်ပါတယ်။ရုရှားဘက်ကတော့အထူးအခိုက်အကြအဆုံးများတော့ပါတယ်။ဒါကတော်တော်လေးအားတက်စရာကောင်းတဲ့ခံစစ်ဆင်မှုတစ်ခုပဲ။ဒါမျိုးတခြားစစ်မျက်နှာတွေမှာရောအချင်းတွေကဒီလောက်အကောင်းမဲ့ကိုဥတီရလား။ စီဗတ်မျိုးအခြေအနေကလည်းတော်တော်လေးအရေးကြီးနေတယ်လို့ကြားရတယ်။ဟုတ်ပါတယ်ရှင်။မန်နိုဂရမ်မှာနိဗျူဟာပိုက်ဆံရာအောင်ပွဲရခဲ့ပေမယ့်မဟာဗျူဟာရအရေးပါတဲ့စီဗတ်မျိုးရအခြေအနေကတော့အလွန်ဆိုးရင်စရာကောင်းတဲ့အခြေအနေမှာပါ။မို့ဟာအလုံးစုံနိဗျာဝိုင်းပတ်ခံထားပါပြီ။ထောက်ပိုင်းလမ်းကြောင်းနေတော့အဓိကကြတဲ့ T-13 ထောက်ပိုင်းလမ်းမကြီးကိုရုရှားတပ်တွေကထိန်းချုပ်လိုက်ပြီဆိုတော့ယူကရိန်းတပ်တွေအတွက်ထောက်ပိုင်းလမ်းကြောင်းလုံးဝနိဗျာပြတ်တောက်သွားပြီရှင်။ ဆွေဘတ်မျိုးကိုကြာရှုံးသွားရင်ဘလို့အကျိုးဆက်တွေရှိလာနိုင်မလဲ။ဘာကြောင့်ဒီမျိုးကအဲ့လောက်အရေးပါနေရတာလဲခင်ဗျာ။ Sivasa Donbas data ရဲ့အဓိကခံစစ်မျိုးကြီးတွေဖြစ်တဲ့ Slovians နဲ့ Kramatorsk ကိုကာကွယ်ပေးထားတဲ့မြောက်ပိုင်းခံတပ်တစ်ခုလိုပါပဲ။ဒီမျိုးသားကြောက်သွားရင်ရေရှောင်းအတွက် အဲ့ဒီမျိုးကြီးတွေကိုတိုက်ခိုက်ဖို့လမ်းပွင့်သွားသလိုဖြစ်သွားမှာပေါ့ဟုတ်ပါပဲပူတင်ရဲ့အဆိုအရစီဗတ်မျိုးကအဆောက်အုံ၈000မှာထောက်ခုနေတာကိုရုရှားကထိန်းချုပ်ထားပြီလို့ဆိုပါတယ်လက်ရှိအခြေအနေအရဒီမျိုးဟာ2025ခုနှစ်မကုန်းခင်မှာကြာရှုံးသွားမိုင်တယ်လို့လေလာသူအများစုကသုံးသပ်နေကြပါတယ်ကဲမြေပြင်တိုက်ပွဲတွေကလည်းစစ်ပွဲရဲ့ဂတိပတ်ကိုပြောင်းလဲစေနိုင်တဲ့ဤပြင်းတဲ့တဲ့ကြောင့်ဆက်ဖွားကြည့်အောင် တရင်ရိုက်မြင့်တွေမှာရုရှားရဲ့ Zorkhan Hypersonic ဒုံးကျည်ကြောင့်တို့လေးပြောနေကြတယ်။ဘာတွေထူးခြားလို့လဲ။ Zorkhan ကတော့လက်ရှိစစ်ပွဲရဲ့စီမင်းတွေကိုပြောင်းလဲပြင်နိုင်တဲ့ Game Changer လည်းနဲ့တခုလိုတောင်ပြောလို့ရတယ်ရှင်။ဟုတ်ကဲ့။သူရဲ့အတိကထူးခြားချက်ကမူလကတင်ပေါ်ဖြစ်ဖို့ထုတ်ထားပေမဲ့အခု Ukraine ထဲကကုန်းမြေပြင်းမဲ့ကြီးကိုတိုက်ခိုက်ဖို့အောင်မြင်စွာအသုံးချလာနိုင်တာပါပဲ။သူ့ရဲ့မျက်နှုံးကတော့အမြင်နှုံးကအတန်ထက်6ဆခနဲ့8ဆ March 6 to 8အချီရှိပြီးပြန်နာတဲ့လမ်းကြောင်းကလည်းကြုံချင်းခံမလို့မရဘူးဆိုတော့လက်ရှိအနောက်နိုင်ငံတွေရဲ့အကောင်းဆုံးဆိုတဲ့လေချောင်းရံကာကွယ်စစ်နစ်တီနဲ့တောင်ကြားဖက်ဟန့်တားဖို့မဖြစ်နိုင်သလားပါပဲဒီလိုအတုံးချမှုကယူရှားတဲ့ဘလို့မဟာပြူဟာမြောက်အသာစီရမှုမျိုးကိုပေးနိုင်လေခင်ဗျဒါကအချက်နှစ်ချက်ကိုပြနေတယ်ရှင်တစ်ခုကရုရှားရဲ့နည်းပညာပိုင်းဆိုင်ရာတီထွေနိုင်စွမ်းကိုပြတာဖြစ်တယ်လို့နောက်တစ်ခုကနေကျိုးရဲ့လေချောင်းရံကာကွယ်စစ်ဆက်တစ်ခုလုံးကိုတိုက်ရိုက်စင်ခေါ်လိုက်တာပဲ ပိုပြီးအန်တဲကြီးတာကဒီတုံးကြည့်ဒီကိုရင်ငုတ်တင်ပေါ်တွေကနေဖြစ်လွတ်နိုင်တယ်ဆိုရလားဟုတ်ပါတယ်အတန်အလွန်တိတ်ဆိတ်တဲ့ရာစင်နဲ့ anti glass ရင်ငုတ်တင်ပေါ်တွေနဲ့ပြည့်လွတ်နိုင်တာပါဆိုလိုတာကဖြစ်မှတ်ကိုမထိမှန်ခင်အချိဘယ်နေရာနေပြစ်လိုက်မှမထိနိုင်နဲ့တိတ်ဆိတ်ချောက်ကခြုံချောက်မှုမျိုးဖြစ်လာတာပေါ့ဒုံးကြည့်တဲ့အပြင်နော်ရက်တိတ်မသိတာပဲမဲ့ထျောက်တဲ့စစ်စင်ကြီးတစ်ခုအကြောင်းလဲတွေ့ရတယ်လေဆာလက်နက်တီတုံးနေတယ်ဆိုတာဟုတ်လားခင်ဗျာအဲ့ဒါက Star Wars ထဲကလို့ဖြစ်ခွဲလိုက်တာမျိုးလား အဲ့လိုတော့မဟုတ်ပါဘူးရှင်ဒါကို optical electronic warfare OEW လို့ခေါ်ပါတယ်ရည်ရွယ်ချက်ကဖြစ်စည်းဖို့ထက်အာယုံခံစနစ်တီကိုအမှုံချဖို့ပဲဦးမင်းနဲ့ပြောပြပေးပါလားစကော့လန်အနီးမှာရုရှားကင်းထုတ်တင်ပေါ်ဒစ်စီကဗီဒင်ကင်းထုတ်လျင်ဒစ်စီကိုလေဆာနဲ့မျက်စိကျင်းအောင်လုပ်ခဲ့တဲ့ဖြစ်စဉ်တခုရှိခဲ့ပါတယ်ဒီလေဆာတွေဟာလေယာဉ်မှုကိုရိုင်းမျက်စိကွယ်စေတာခေါင်းမှုစေတာအပြင်လေယာဉ်ပေါ်ကကင်မရာတွေအာယုံခံကိရာတွေကိုလည်းအလုံးမလို့အောင်တားဆီးနိုင်ပါတယ် ဆိုတော့ဒါတမားယူကြမဟုတ်တဲ့တိုက်ခိုက်မှုတစ်မျိုးပေါ့အသေးအပြောင်မရှိပဲရန်သူရဲ့စွမ်းဆောင်ရည်ကိုရှော့ချပစ်တာမျိုးလားတိတိကျကျပါပဲရှင် 5P42 fillin လို့ခေါ်တဲ့စနစ်ကိုအသုံးပြုထားပြီးဒါဟာတမားယုတ်ကြလက်နဲ့မသုံးဘဲရန်သူရဲ့ကင်းတောင်စွမ်းရည်ကိုဖျက်ဆီးတဲ့နီးဖြူဟာတစ်ခုပါဒီလို gray zone နီးဖြူဟာတဲ့အသုံးပြုမှုမှာရုရှားကအနောက်နိုင်ငံတွေထပ်ပို့ပြီးထိုးဖောက်လို့ဆောင်နေတာကိုတွေ့ရပါတယ်ကဲဒီနေ့ဆွေးနွေးခဲ့တဲ့နိုင်ငံကြီးကစားခွက်တွေ စစ်မြပြင်းကအနိုင်ရှုံးတယ်နဲ့ဤပညာအတ္တတွေအလုံးကိုခြုံငုံကြည့်လိုက်ရင်ဘလို့အနစ်ချုပ်တုံးတက်ချက်မျိုးထွက်လာနိုင်မလဲခင်ဗျာအဓိကမြင်ကွင်းကြီးကတော့လေအလွာပေါင်းစုံမှာတိုက်ပွဲဝင်ရတဲ့ပဋိဖက်ခတစ်ခုအဖြစ်ပို့ပြီးထင်ရှားလာတာပါပဲဟုတ်ကဲ့တဖက်မှာယူကရိန်းအပေါ်နိုင်ငံတကာရဲ့နိုင်ငံရေးဖိအားတွေတိုးလာနေတယ်။စစ်မြင်နာအတီးတီးမှာရုရှားရဲ့ထိုးစီကတဖက်ပြင်းနဲ့မြေကွက်တွေပိုရလာနေတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲယူကရိန်းကလည်းပါနတ်တဲ့ခံစမီးပြွာရတဲ့နဲ့ပြတ်တိုက်နေတော့မယ်။ ဟုတ်တယ်မန်နောဂရန်လိုနေတာပါအလွန်ပါနဲ့တဲ့ခန်စစ်မြူပြွာတွေနဲ့ရန်သူကိုအထိနာအောင်ပြန်တိုက်ပြနိုင်တော့မယ်အဲ့ဒီအပေါ်ကနေမဇာကွန်လို hypersonic ဒုံးကြီးလေဆာလက်နက်လိုနှိပညာတစ်တွေကစစ်ပွဲရဲ့စီးမြင်းတွေကိုအကန့်ပတ်ကြကြပြောင်းလဲနေတာကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒီပฏิပတ်ချဟာသမယောကျစစ်ပွဲတခုဆိုတာထက် အများကြီးပိုရှုပ်ထွေးလာပြီတန်တမာကြီးစစ်မြေပြင်ရှင်ငဟုံနဲ့ နိပညာအပြိုင်ဆိုင်တီထွေမှုတွေကြားကရှုပ်ထွေးတဲ့ဆက်ဆက်မှုတခုအထစ်မြင်ရမှာပေါ့ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့အကြုံပေးခဲ့ကြပါရှင်ဟုတ်ကဲ့ဥရောပနိုင်ငံတွေကိုယ်တိုင်ကယူရှားပိုင်ဆိုင်မှုတွေကိုတင်းစီးဖို့လက်တွန့်လာခြင်းအနောက်နိုင်ငံတွေကယူကရိန်းကိုညှိနှိုင်းဖို့ဖိအားပေးလာခြင်းမှာရုရှားဘက်ကဇာကွန်လိုတားဆီးလို့မရတဲ့လက်နက်စမ်းတွေကိုထုတ်သွင်းလာတာကဘလို့အသေးပဲတဲ့အောင်နေလေဟုတ် ဒါဟာအနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုဆိုင်ရာထွက်ချက်မှုတွေနဲ့ငင်းချိုင်းရဲ့အတော်ချမှတ်ထားတဲ့အချိန်ဇယားတွေကိုအတိမတ်မပြုတ်လို့ဘူးမင်းတို့ရဲ့ထွက်ချက်မှုတွေကအခုအတုံးမဝင်တော့ဘူးစားပွဲဝိုင်းကိုငါတို့ရဲ့စီးမင်းနဲ့လာရလိမ့်မယ်လို့ပြောလိုက်တာများလားဒါကလို့ဆက်လက်ဆောင်ကြည့်ရမယ်အရေးကြီးဆုံးမေးခွန်းတစ်ခုပါပဲ The debate အစီအစဉ်ကနေကြိုးဆိုပါရရှင်ဒီနေ့ကျမတို့ဆွေးနွေးတုံးသက်သွားမယ့်အကြောင်းအရာကတော့2015ခုနှစ်နိုဘင်ဘာလ29ရက်နေ့အထိ ရောက်ရှိလာတဲ့ရုရှားယူကရိန်းစစ်ပွဲရဲ့နောက်ဆုံးချိန်လေးဖြစ်ပါတယ်။အမ်တဟာဒီနေ့အတွက်ကပ္ပစစ်ရေးတုံ့တက်ချက်တီထဲမှာအရေးကြီးဆုံးပိုင်းတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ဟုတ်ပါတယ်ခင်ဗျာ။အဓိကမိကွန်းကတော့ရုရှားရဲ့ထိုးစစ်အရှင်ကအယံပြင်းထန်နေပြီးတော့ယူကရိန်းရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကလည်းတိုးလာနေတော့ဆိုတော့ယူကရိန်းတက်တီတကယ်ပဲပြိုလဲခါနီးပြီလားဒါမှမဟုတ်ဒါရီအလုံးဟာယူကရိန်းရဲ့ကြန့်ခိုင်မှုနဲ့ နိဗ္ဗာန်ဟာပိုင်ဆိုင်ရာတာလွန်မှုကိုပြတ်တနေတယ်ဘယ်လိုပြောမလဲမဟာဗျူဟာမြောက်ပြန်လည်နေရာရှထားမှုတစ်ခုပဲလားဆိုတာပါပဲကျမဘက်ကတော့ရှင်းရှင်းလေးပါပဲရှင်စစ်မီဝင်းကအချက်အလက်တွေယူကရိန်းရဲ့ပြည်တွင်းနိုင်ငံရေးဖိအားတွေနဲ့အနောက်နိုင်ငံတွေရဲ့ထောက်ခံမှုရိုင်းနှဲလာတာတွေကိုကြည့်ရင်လေယူကရိန်းဟာပြိုလဲလူနေပါအချက်အတဲနဲ့ရင်ဆိုင်နေရပြီလို့ရှုမြင်သုံးသပ်သွားမှာပါကျွန်တော်ကတော့အဲ့ဒီလိုအပေါ်ယံကြည့်လို့မရဘူးလို့ထင်တယ်ဗျာ ဘိုင်နက်နေမီပြောင်းလဲထက်ယူကရိန်းကယူရှားကိုဘလောက်ထိနားအောင်လုပ်နိုင်မလဲဆိုတဲ့အင်အားပြုံးတိဆဲပဲနီးဗျူဟာကိုကြည့်ရမလီအဲ့ဒါကမှသူတို့ရဲ့ကြံခိုင်မှုနဲ့လိုက်လျောညီထွေရှိမှုကိုပြနေတယ်ဆိုတဲ့ရှုထောင့်ကနေတံပြန်ဆွေးနွေးသွားချင်တာပါကောင်းပြီလေ ဒါဆိုစစ်မီဗျံကလက်တွေ့အခြေအနေနဲ့ဆလိုက်ကြအောင်မြေပုံကဘရောမှမညာဘူးလေရုရှားတပ်တွေရဲ့တိုးတက်မှုကအရှိန်အဟုန်ရောအတိုင်းအတိုင်းအပါအယန်းကိုခြေပြန့်လာနေလေအထူးသဖြင့် Vostok တပ်ဖွဲ့စုဆိုရင်တနည်းအတွင်းမှာ53ကီလိုမီတာအထိခြိတက်နိုင်ခဲ့ပြီး Zaporizhia မြို့ကိုအရှိတ်ဘက်ကနေအကြီးကျယ်ချင်းခေါက်နေပြီးဆိုတော့ ရုရှားသမ္မတပူတင်ကိုယ်တိုင်ကတော့ဒီတိုးတက်မှုကအယံမြန်တယ်လို့မှတ်ချက်ပေးခဲ့တယ်လေ။ဖော့ခရော့စ်မြို့ကိုလည်းရှင်းလင်းနေပြီ။ဆစ်ဗက်စ်မြို့ဆိုရင်လည်းဝိုင်းရပိတ်ဆို့ခံရတော့မယ်ချင်းနီ။အဲ့ဒါကိုဘလို့လို့မဟာဗျူဟာမြို့ကိုဆုတ်ခွာတာလို့ပြောနိုင်မှာလဲရှင်။ဒါတက်လန်းပြီးဆုတ်ပြေးနေရတဲ့အခြေအနေပဲ။ခဏလေးပါခင်ဗျာ။တင်ပြောတဲ့မြေပုံကမညာဘူးဆိုတဲ့စကားကိုကျွန်တော်အပြည့်အဝတော့သဘောမတူဘူး။မြေပုံကအဖြစ်ပြက်ရဲ့တစိတ်တပန်းကိုပဲပြတယ်လေ။ သူမပြနိုင်တာကအဲ့ဒီမြေပုံပေါ်ကမင်းတချောင်းရွှေ့ဖို့ဘလော့တောင်ပိဆက်ခဲ့ရတယ်လဲဆိုတာပဲသင်ပြောတာ Pokrovs နာက Minor Head ဖြင်းစင်းကိုပဲကြည့်လိုက်ပါယူရှာသားတွေကမြို့တဲကိုအလွယ်တကူဝင်လာနိုင်ခဲ့တယ်ဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒါကထောင်ချော့ပဲလေယူကရိန်းရဲ့အမိုက်တဆန်ကရေချောင်းတပ်မဟာက Benefak မှာစောင့်ကြိုးပြီးအငိုက်ထမ်းတိုက်ခိုက်ခဲ့တာအဲ့ဒီမှာယူရှာသားတွေဘလော့အထိနာထွားတယ်လဲဆိုတော့ဒါကိုတက်လက်နေစုတ်ပြေးရလို့ခေါ်မလားဒါမှမဟုတ်ရန်သူရဲ့အင်အားကိုချင်မုံဖို့တံပိုးမရှိတဲ့နယ်မြေကိုတုံချလိုက်တာလို့ခေါ်မလား။အေးအဲ့ဒါကကြောက်မိမှုတစ်ခုပဲလေ စစ်ပွဲတစ်ခုလုံးရဲ့ပုံစံကိုမပြောင်းလဲနိုင်ပါဘူးမိုင်နော်ဟာမယူရှားတက်တဲ့အထင်နာခဲ့တာမှန်နိုင်ပေမဲ့နောက်ဆုံးမှာမြို့ကဘသူရသွားလဲယူရှားပဲလေ CBS ကမှာအဆောင်အချစ်ထောင်ထဲက1900ကိုယူရှားကထိန်းချုပ်ထားနိုင်ပြီပေါ်ခွတ်စ်ကမျိုးစွန်ရကွက်ကြီးတွေဖြစ်တဲ့မိုက်ခရိုဂေါနီယန်နဲ့ရှက်ခရစ်ကီကိုလုံးဝတင်ပိုက်ပြီးပြီဒီမီထရော့စ်မှာတိုက်ပွဲလေးဆက်ဖြစ်နေတယ်အာ clever trick တစ်ခုက line လုံးကြီးကိုမတားနိုင်ပါဘူး ဖိကိုယူကရိန်းဘက်ကအကြဆုံးကိုလည်းကြည့်အောင်ရုရှားကာကွယ်ဝန်ကြီးဌာနကအော်တိုဘာလတလတ်တိုင်းမှာတင်ယူကရိန်းဘက်ကလူ၄ ,500 ဆုံးရှုံးထည့်တယ်လို့ထုတ်ပြန်ထားတယ်။ဒီကိန်းကနန်းကချက်ကားထားတယ်ပဲထားအောင်တကယ်တမ်းမှာအကြဆုံးများနေတယ်ဆိုတော့ညင်းလို့မရဘူးလေ။ဒီနေရာမှာအချက်လက်ရဲ့ရင်းမြစ်ကိုမိခွန်းထွက်ရတော့မယ်ခင်ဗျာ။၄၈ ,500 ဆိုတဲ့ကိန်းကနန်းကရုရှားစီကလာတာလေ။သူတို့ရဲ့ဝါဒဖြန့်ရှေးရန်ထရာကထုတ်တဲ့ကိန်းကနန်းကိုကျွန်တော်တို့ကဘလောက်အထိယုံကြည်တင်လဲ။ တပတ်မှာယူကရိန်းကထုတ်ပြန်တဲ့ကင်းကနန်းကိုချီနိုဗ ెంబ ర్ 25ရက်နေ့တရက်တည်းမှာယူရှာစစ်သား9ရက်ရှိဆက်ကြဆုံးခဲ့တယ်တဲ့ဒါကဘာကိုပြလဲဆိုယူကရိန်းဟာနယ်မြေကိုယူရှာရဲ့လူအတက်နဲ့လဲလွယ်နေတာပဲရုရှားကလူဝင်အားတာလုံးမှုကိုအားကိုးပြီးတိုက်နေချိန်မှာယူကရိန်းကသူ့ရဲ့နှီးပြဝါပိုင်းဆိုင်ရာထက်မြက်မှုနဲ့တမ်းမြန်နေတာမိုင်းနော်ဟော့ကစုတ်ခွာမှုကြောင့်သူတို့ကမြို့ရဲ့မြောက်ဖက်မှာပိုးပြီးခိုင်းမာတဲ့ကာကွယ်ရေးလိုင်းရဲစစ်တပ်ကိုတိစောက်ချင်းရတော့တယ်ဒါကို အရင်နှင်းချင်းလို့ခေါ်လို့မရဘူးဒါစစ်ပွဲကိုရေရှည်တိုက်နိုင်အောင်အာမွေနေတဲ့စနစ်ကြရလို့ရတခုပဲဒါမဲ့အဲ့ဒီဒီထခံဒီရဲ့တုံ့ပြန်မှုကိုရောဘယ်လိုရှင်းပြမလဲရှင်ပိုကရော့စ်ကမှရုရှားစစ်သားတွေကိုပွေဖက်ပြီးမင်းတို့ကိုငါတို့စောင့်နေတာလို့ပြောဆိုကြိုးဆွနေတဲ့ဗီဒီယိုတွေထွက်လာတယ်ရုရှားကကွေဝန်ကြီးဌာနကထုတ်ပြန်တာမို့ဝါရဖြင့်ခြေရေးထိနိုင်တယ်ဆိုတာကျွန်မလက်ခံပါတယ် ဒါပေမဲ့တဟာမြေပြင်ကအမှန်တရားတစ်စီးတစ်ပိုင်းလုံးဝမဟုတ်ဘူးလို့ရောပြောနိုင်လို့လားဒါဟာယူကရိန်းအစိုးရရဲ့အုတ်ချုံမှုအပေါ်ဒီထခံတည်းရဲ့ယုံကြည်မှုပြိုလဲနေပြီဆိုတဲ့သက်တည်ချက်ကိုချင်မနေဘူးလားဟာဖိနေမှုအောင်မှာနပောင်းများစွာနေခဲ့ရသူတွေစစ်ရဲ့အလဲခေါင်းမှာပိတ်မိနေသူတွေရဲ့တုံပြင်မှုကိုအလဲတကူကောက်ချက်ချလို့မရပါဘူးအဲ့ဒီဗီဒီယိုတဲကလူတွေကဘသူတွေလဲဘလို့အချင်းတွေမှာပြောခဲ့တာလဲဆိုတာကျွန်တော်တို့မသိနိုင်ဘူး။ဒါပေမဲ့ကျွန်တော်တို့သိနိုင်တာကနီးပညာပိုင်းဆိုင်ရာအချက်လက်ပဲ။ ဒီနေရာမှာလက်နက်တွေရဲ့အခန်းကဏ္ဍကစကားပြောလာပြီးဒီစစ်ပွဲဟာလူဝင်အားတိုက်ပွဲတသက်မဟုတ်တော့ဘူးနီးပညာတိုက်ပွဲလည်းဖြစ်နေပြီအဲ့ဒီအချက်ကိုတော့ကျွန်မသဘောတူတယ်အဲ့ဒီမှာပဲရိုရှားရဲ့တာလုံမှုကိုထပ်တွေ့ရပြန်ရို့သူတို့ဟာ Zecon Hypersonic ဘုံကြီးလိုအဆင့်မြင့်ပြီးတံပြန်ချင်မှုပေါ်အလွန်ခက်ခဲတဲ့လက်နက်တွေကိုမြေပြင်ဖိမိုက်တွေအပေါ်စတင်အသုံးပြုလာပြီး တကယ်တော့ဇေကွန်ဆိုတာတင်မောဖြတ်ဒုံကြီးလေးအခုလိုမြေပြင်ဖြစ်မှတ်တွေကိုတိုက်ခိုက်တာဟာသူတို့ရဲ့ဤပညာဘလောက်အထိပျော်ကြောင်လဲဘလောက်အထိတာလွန်လဲဆိုတာကိုပြနေတာပဲဒါပြင်သူတို့ရဲ့ထောက်လန်ရေးတင်ပေါ်တွေကနေလေဆာလက်နက်တွေတုံးပြီးစကော့လန်ကမ်းလွန်ကဗြိတိန်ကင်းထောက်လျင်တွေကို အညင်အာယုံထိခိုက်စေခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်။ဒါဟာ electronic စစ်ပွဲမှာသူတို့ရဲ့စွမ်းဆောင်ရည်ဘလောက်မြင့်မားလဲဆိုတာကိုပြတဲ့သတိပေးခေါလောင်းတမ်းပဲ။ဒါကယူကရိန်းကိုအနောက်နိုင်ငံတွေကပေးထားတဲ့လက်နက်တွေကိုကြော်လွန်တဲ့ချင်းချောင်မှုတစ်ခုဖြစ်နေပြီ။ကျွန်တော်လို့အဲ့နောက်ကိုတာလွန်မှုလို့မခေါ်ခြင်းဘူးဗျ။ desperation လို့ခေါ်ခြင်းတယ်။စာခွန်လိုမဟာဗျူဟာမြောက်လက်နက်တစ်ခုကိုတာမမြေပြင်ပင်မတစ်ခုအတွက်တုံးလိုက်တာဟာသူတို့ရဲ့တိကျတဲ့လက်နက်တွေကုန်တယ်လို့ဖြစ်နေပြီလားလို့မေခွန်းထုတ်เสียရဖြစ်နေတယ်။ ဒါဟာစီယူလက္ခဏာအရာ overkill ဖြစ်တယ်။အင်နာပြရတသက်ပဲ။အမှန်တကယ်စစ်မီပြည်မှာထိရောက်မှုရှိတာကမာလဲဆိုတာကိုကြည့်အောင်။ Mernahot မှာပဲ Ukraine ရဲ့ F16 တိုက်လေယာဉ်တွေက GBU 39လို့ခေါ်တဲ့ small diameter bombs တွေတုံးပြီး Capitolium mine တွင်းက Yusha ရဲ့ drone စခန်းနဲ့အင်ဟာဖြစ်တင်းရဲ့လမ်းကြောင်းကိုတိတိကျကျတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်။ဒါကအရေးကြီးတယ်။ ။ဘာလို့လဲဆိုတော့ GPU 39ဆိုတာ GPS နဲ့ထိန်းကျောင်းပြီးဖြစ်မှတ်ကိုမီတာနဲ့ငယ်အကွာအထိအတိအကျပြနိုင်တယ်။ဘီပဝင်းချင်းထိခိုက်မှုနည်းနည်းနဲ့ရန်သူရဲ့အရေးကြီးဆုံးအာယုံကြောစနစ်ကိုဖျက်ဆီးလိုက်တာပဲ။ဒီနေရာမှာစိတ်ရဲလက္ခဏာနှစ်ခုရဲ့ပဋိပက္ခကိုပြောရတယ်။ရုရှားရဲ့ shock and awe နဲ့တုံးတဲ့ swan tech လက်နက်နဲ့ Ukraine ရဲ့ precision asymmetric warfare လို့ခေါ်တဲ့တိကျပြီးထိအောင်တဲ့တိုင်ပြန်တိုက်ခိုက်မှုပဲ။ရုရှားက zircon to simpit ပြီး တရင်ကောင်းစင်တအောင်လို့တယ်ယူကရိန်းက GBU 39တလုံးသုံးပြီးရန်သူထောက်ပံ့ရေးလိုင်းတစ်ခုလုံးကိုရတပတ်ပေါင်းများစွာရတန်တောင်းလို့တယ်ဘေဟာကစစ်ပွဲဘောပို့ပြီးချိုးတက်ရောက်မှုရှိတယ်လေတင်ပြောတာကစစ်ကွန်စားစရာကောင်းပါတယ်ရှင်ဒါပေမဲ့အဲ့ဒီလိုတီးတာတဲ့တိုက်ခိုက်မှုတွေကရုရှားရဲ့အလုံးရင်းနဲ့ချီတက်လာတဲ့တက်တီကိုတကယ်ရောရတန်နိုင်လုံးလား quantity has a quality all its own ဆိုရစကားရှိတယ်လေစစ်မြေပြင်မှာအဆုံးဖြတ်ပေးနိုင်တာက အရေးအတွက်ပဲပြီးတော့ဒီစစ်မြေပြင်ကအချင်းဒီကနိုင်ငံရေးစက်ခုံအဖို့တိုက်ရိုက်တက်ရောက်မှုရှိနေတယ်ဒီချက်ကိုလည်းချန်ထားလို့မရဘူးလေဟုတ်ကဲ့နိုင်ငံရေးဖက်ကိုဆက်သွွားကြတာပေါ့အဲ့ဒီမှာရောယူကရိန်းကတကယ်ပြိုလဲနေပြီလားဆိုတာဆွေးနွေးစရာရှိနေပါတယ်ပြိုလဲနေတာထက်ကိုပေါ်ပါတယ်ရှင် နိုင်ငံရေးအရာအထူးကြံဖြစ်နေပြီယူရှာကဇလန်စကီကိုတမရရွေးကောက်ဖို့မကျင်ပခဲ့တဲ့အတွက်တရားဝင်တမရအဖြစ်အတိမတ်မပြုတ်တော့ဘူး သူနဲ့ဘာမှမဆွေးနွေးနိုင်ဘူးအမေရိကန်နဲ့ပဲတိုက်ရိုက်ဆွေးနွေးမယ်လို့အတီအလင်းကြီးညာထားတယ်။ဒါယူကရိန်းကိုနိုင်ငံတကာစက်ခုံမော်ကနေဖဲထုတ်လဲနေကြိုးပမ်းမှုပဲလေ။အိုရိုပါမဟာမိတ်တွေကလည်းအရင်လိုစိတ်အားထက်သန်မှုမရှိတော့ဘူး။ဘယ်လ်ဂျီယမ်နဲ့အီတလီလိုနိုင်ငံတွေကယူရှားပိုင်ဆိုင်မှုတွေကိုတိမ့်ဖို့ဥပဒေအားမခံချက်မရှိရင်မလော့ဘူးလို့ပြောလာတာကညှို့မှုပြိုကွဲစပ်ဖြူနေပြီဆိုတဲ့လက္ခဏာပဲ။အဆိုးဆုံးကပြီးတွင်မှဖြစ်နေတဲ့ကိစ္စ။ တမရယုံအချီကေယာမတ်အပေါ်အကတိလိုက်စာမှုစုံစမ်းစစ်ဆေးမှုတွေကအရန်ကိုအချိန်ကိုက်ဖြစ်နေတယ်။ယာမတ်ကပူတီရဲ့အပိဒတ်တတိပိချက်ကိုပယ်ချလိုက်တဲ့အချိန်မှာပဲသူ့အိတ်ကိုအကတိလိုက်စာမှုတိုက်ဖျက်ရေးဖွားတွေကဝင်ရှာ။ဒါကတိုက်ဆိုင်မှုလို့သိမ့်ထင်လား။ကျမကတော့မထင်ဘူး။အထူးသဖြင့်အမေရိကန်ကဒီပဋိပက္ခကနေထွားပေါက်ရှာနေပြီးကီယက်ဖ်မှာအပြောင်းလဲဖြစ်အောင်ဖိအားပေးနေတယ်ဆိုတဲ့ရှင်းလင်းတဲ့လက္ခဏာပဲ။ကျွန်တော်ကတော့အဲ့ဒီအချက်တွေကိုလုံးဝကွဲပြားတဲ့ရှုထောင့်ကနေမြင်နေဗျ။ ရဲမဲ့ဒီရဲ့ကျွန်တော်တို့နယ်မြေကိုဆွန့်လွတ်မှာမဟုတ်ဘူးဆိုတဲ့ညှဉ်းဆန်းမှုဟာဟန်ဆောင်နေတာမဟုတ်ဘူးအဲ့ဒါနိုင်မန္တနမြေရဲ့ခန္ဓာရည်နဲ့စိတ်ဓာတ်ကြံခိုင်မှုကိုပြတာသင်ပြောတဲ့အဂရီလိုက်စားမှုစုံစမ်းစစ်ဆေးမှုကိုကြည့်အောင်ဒါကိုအားလဲချက်လို့ရှုမြင်မဲ့အစားစစ်ပွဲရဲ့အပြင်းထန်ဆုံးအချိန်မှာတော့နိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးရင်းနှီးရတွေကအလုတ်လုံနေတော့မဲ့လို့ရှုမြင်လို့မရဘူးလားဒါဟာ PC မှုအောက်မှာရှိနေပေမဲ့ လေဘန်နစ်ရဲ့ဒီမိုကရေစီနိုင်ငံတော်နိုင်ငံရဲ့တွင်ပင်လက္ခဏာပဲတကယ်ပြိုကျတော့မယ့်အစွန်းလိုက်တစ်ခုမှာဒီလိုစုံစမ်းစစ်ဆေးမှုတွေလုပ်နိုင်တဲ့အခြေအနေရှိမှာမဟုတ်ဘူးလေပြီးတော့တင်ပြောတဲ့အမေရိကန်ရဲ့ဖိအားပေးမှုဆိုတာကိုလည်းပြန်ကြည့်ရအောင်တကယ်ပြောလဲတော့မယ့်နိုင်ငံတော်နိုင်ငံကသူ့ရဲ့အကြီးမားဆုံးမဟာမိတ်စီကလာတဲ့ဖိအားကိုတော့ရန်သူတော်စီကလာတဲ့အပိတက်တတိပိတ်ချက်ကိုတော့တစ်ချိန်တည်းမှာကြံ့ကြံ့ခံနိုင်မှာမလားကျွန်တော်ကတော့ဒါကိုပြိုလဲခြင်းရဲ့လက္ခဏာလို့မမြင်ဘူး ထူးခြားတဲ့ကြံ့ခံမှုရဲ့ကိုယ်တူကနေနဲ့ဒါပေမဲ့အဲ့ဒီကြံ့ခံမှုကဘယ်လောက်ကြာကြာခံမှာလဲရှင်အမေရိကန်ဗိုလ်ချုပ်တချို့ကိုယ်တိုင်ကအခုတဘောတူညီချက်မယူရင်နောက်ကနစ်မှာယူကရိန်းအတွက်အချင်းနေပိုဆိုးသွားမယ်လို့တတိပင့်နေပြီဒါလက်တွေ့ကြတဲ့သုံးသက်ချက်ပဲနိုင်ငံရေးစန္ဒဆိုတာစစ်မြပင်းကလက်တွေ့အချင်းနေပေါ်မှာမူတည်တယ်ဇပရီဂျီယာမှာရှိတဲ့ယူကရိန်းတပ်တွေရဲ့ရှေ့တန်းတစ်ခုလုံးပြိုကျသွားနိုင်တဲ့အန္တရာယ်ရှိနေချိန်မှာမျိုးတွေတစ်မျိုးပြီးတစ်မျိုးကြာဆုံးနေချိန်မှာ နိုင်ငံရေးရကြံခိုင်ပါတယ်ဆိုတဲ့စကားကအဓိပ္ပာယ်မဲ့သွားနိုင်တယ်။ယမကရဲ့ညင်းဆောင်မှုကသူတို့ရဲ့ပျို့လဲနေတဲ့အချိန်တွေကိုမျက်ကွယ်ပြုပြီးဟန်ဆောင်နေရပဲဖြစ်ဖို့များပါမယ်။ဆိုတဲ့စကားလုံးကိုတုံးတဲ့နေရာမှာတတိထားရမယ်ဖြစ်တယ်ဗျာ။ယူကရိန်းကခက်ခဲတဲ့အချိန်တွေနဲ့ရင်ဆိုင်နေရတာမှန်တယ်။ဒါပေမဲ့ပျို့လဲရုံမယ်ဆိုတဲ့ဇလန်ကသူတို့ရဲ့ထူးခြားတဲ့လိုက်လျောညီတွေရှိမှုနဲ့နိဗျူဟာပိုင်းဆိုင်ရာကျွမ်းကျင်မှုကိုလိလျူရှူရရောက်ခဲ့။သူတို့က စစ်ပွဲရဲ့သဘောတဘာဝပြောင်းလဲလာတာနဲ့အမျှသူတို့ရဲ့နီးဖြူအားကိုလည်းလိုက်ပြောင်းနေလေ drone စစ်ပွဲမှာသူတို့ကကဘာရှေ့ဆောင်ဖြစ်လာတယ်အနောက်နိုင်ငံလို့လက်နက်တွေကိုယူရှားတဲ့ပိုတီတီဟောက်အထုံးချတတ်လာတယ်ဒါတွေအလုံးဟာပျော်လဲတော့မဲ့တပ်ဘတော်တစ်ခုရဲ့လက္ခဏာတွေမဟုတ်ဘူးဗျာ ောက်ပါပြီဒါဆိုင်ကျမတို့ရဲ့ရက်တိချက်တွေကိုပြန်ပြီးခြုံငုံတုံးသက်ကြအောင်ကျမမြန်မာတော်တက်တီထောက်ထားတဲ့အားလုံးကစစ်ပွဲရဲ့အရှင်ဟုံးဟာအဆုံးဖြတ်ပေးနိုင်တဲ့အပြောင်းလဲတစ်ခုစီကိုဥတည်နေတယ်ဆိုတာကိုညွန့်ပြနေပါတယ်ယူရှားရဲ့ရင်မြန်နေနေမြေသိမ်းပိုင်မှုတွေယူကရိန်းရဲ့ပြည်တွင်းနေနေမတည်ငြိမ်မှုတွေအနောက်နိုင်ငံတွေရဲ့ညီညွတ်မှုရိုင်းနေလာတာကြောင့်ယူကရိန်းဟာနှီးဖြွာပိုက်ဆံရအောင်မြင်မှုတချို့ရနိုင်နေပေမဲ့မဟာဖြွာမျိုးခြုံငုံကြည့်လိုက်ရင်တော့အခြေအနေကယူရှားရဲ့စီးရေးအောင်ပွဲဒါမှမဟုတ်ယူရှားရဲ့စီးကမ်းချက်တွေနဲ့ညီနာရတဲ့အခြေအနေစီကိုပဲဥတည်နေတယ် လက်နက်တွေကိုထိထိရောက်ရောက်သုံးချတာတွေကယူကရိန်းဟာခံစစ်အနေအထားမှာရှိနေရင်တောင်ပြည်ပခန့်ကိုသူတို့ရဲ့စီမင်းတွေနဲ့စီမံခန့်ခွဲနေနိုင်စေဆိုတာကိုပြပါတယ်။နိုင်ငံရေးရဆေးတကြန့်ခိုင်မှုကလည်းပြည်မဖျားရီကြမှာခိုင်မာနေစေပဲ။ဒါကြောင့်နောက်ဆုံးရလကဘယ်လိုဖြစ်လာမလဲဆိုတာမသေချာသေးပဲ။ရုရှားရဲ့အောင်ပွဲလို့ခေါ်တဲ့ယာရီဟာမိုင်းနိုဟာမှာလိုပဲသူတို့အတွက်မဟာပြူဟာမြောက်ဆုံးသက်ကိုဆုံးခြင်းမလာနိုင်တဲ့ချီမားတဲ့ပေးဆက်မှုအနေနဲ့ရင်းနှီးထားရတာဖြစ်နိုင်ပါတယ်။ဒီနေ့ကျမတို့ဆွေးနွေးမှုတွေကနေရရှိတဲ့အချက်လက်တွေဟာ တူငီတဲ့ပฏิပက္ခတကုကိုရှုထောင့်နှမျိုးကနေဘလောက်တောင်ကွဲပြားစွာမြင်တွေ့နိုင်တယ်လဲဆိုတာကိုကောင်းကောင်းမြင်မောင်းထိုးပြနေပါလိမ့်ရှင်။တစ်ဖက်ကမြေပုံဘောကမြင်းချောင်းဒီနေမီသိမ့်ပိုင်မှုတွေနဲ့နိုင်ငံရေးဖိအားဒီလိုမဟာဗျူဟာမြောက်ပါဖြစ်နေတယ်လဲဆိုတဲ့အချက်လက်တွေကိုအာယုံစိုက်ပြီးနောက်တစ်ဖက်ကတော့အဲ့ဒီမြင်းချောင်းဒီရွှေ့ပြောင်းဖို့ဘလို့ပေးဆက်ခဲ့ရတယ်လဲ။နီးဗျူဟာပိုင်းဆက်ရအသေးစိတ်အောင်မြင်မှုတွေကိုအဓိကထားသုံးသပ်ပါတယ်။ ဒီရှုထောင့်နှစ်ခုစလုံးကိုနားလည်မှသာအခြေအနေရဲ့ရှုပ်ထွေးမှုကိုအထောက်အကူသဘောပေါက်နိုင်မှာဖြစ်ပါတယ်။ဒီနေ့ပေးထားတဲ့အချက်လက်တွေထဲမှာဆက်လက်လည်လာစရာတွေညာရရှိနေသေးပါရဲ့။ Welcome to MM Thinker. Please subscribe and don't forget to like, comment, and share.